မနိုင်နိုင်ရကင်ခဲ့လို့တန်ချင်းဆောင်ရတော့မယ်ချက်စီအားလုံးပဲမင်္ဂလာပါကမ္ဘာချန်ပီယံချက်စီတင်ကတော့ပြီးခဲ့တဲ့ပတ်က Manchester United ကိုရှုံးနေခဲ့တဲ့ပွဲစဉ်မှာမနိုင်နိုင်ဆုံးပြည်တံဘောရီနဲ့ကင်ခဲ့ကြတဲ့လုပ်ရကြောင့် FA ရဲ့ပေါ်နသောခွဲတန်ရချင်းကိုခံရတော့မယ်လို့သိရပါတယ်ချက်စီတင်က United နဲ့ပွဲစဉ်မှာပွဲစောပိုင်းမှာကလေးက Robert Sanchez နီကက်ပြထုတ်ပယ်ခံရပြီးရော့ရော့အနေနဲ့စော်ကစားခဲ့ရတာပါနောက်ပိုင်းပွဲချင်းတွင်းမှာတော့ဆယ်ရော့ဆယ်ရော့ပြန်ဖြစ်သွားခဲ့ပြီးမြေပါကုန်းမချပွင့်နိုင်ခဲ့တာကြောင့်ဥရောပမှာငကုတ်ကုတ်ဆိုတဲ့ရလနဲ့ချက်စီတို့ရှုံးပြီးသွားခဲ့ရတာဖြစ်ပါတယ် ချက်စီးတို့ကဒီ United နဲ့ပွဲစဉ်မှာ Robert Sanchez ရဲ့အနီးကပ်ပြင်အဝါကပ်စုစုပေါင်း6ကပ်တိကိုပြတ်တက်ခံခဲ့ရပြီးမနိုင်ရင်ကင်ဆိုးတဲ့ပုံစံမျိုးပြုလုပ်သွားတယ်လို့ဆိုရမှာပါ။ဒါကြောင့်အဝါကပ်6ကပ်တိပြတ်တက်ခံခဲ့ရတဲ့ချက်စီးတင်းကြောင့်အဝါကပ်6ကပ်ပြတ်တက်ခံရရင်လိုလျောက်တင်ရိုက်တဲ့ FA စီးမင်းဟာအသက်ဝင်သွားခဲ့ပြီးကမ္ဘာချန်ပီယံတို့တန်ကြီးပြည့်စုံရတော့မှဖြစ်ပါတယ်။ပြီးခဲ့တဲ့2024 25ဘောလုံးရာသီမှာတော့လည်းချက်စီးကဒီလိုပြည့်ပြည့်မျိုးသုံးချက်တိရှိခဲ့မှုပြီးလက်ရှိချိန်နဲ့ဆိုရင်စုစုပေါင်းတန်ကြီးပေါင်3သိန်းခွဲတိပြည့်စုံခဲ့ရပြီလည်းပဲဖြစ်ပါတယ်။